င်္ဂလာပါဒီနေ့ကျမတို့အတူတူလေ့လာကြည့်ကြမယ့်အကြောင်းအရာပါတော့လင်းမြန်မာစကားပုံလေးတစ်ခုပါအရင်အမိတီပြန်ကြည့်လိုက်ကြောနှုတ်ချိုတူတပါဆိုတဲ့စကားပုံလေးပေါ်တော့အဲ့ဒါလေးကဘာကိုဆိုလို့ချင်တာလဲသူရဲ့အနိတာရကဘာဖြစ်မလဲဆိုတာလေးကိုကြည့်ကြအောင်လေဟုတ်ကဲ့ဟုတ်ကဲ့ဒီနှုတ်ချိုတူတပါဆိုတာကတော်တော်လေးအထုံများတယ်ပြီးတော့အတိတ်ပဲလည်းနည်းနည်းပါတယ်ခင်ဗျာအချီခံသဘောတရားကိုပြောရရင်တော့လေချိုတာတဲ့စကားရင်ကျဲတဲ့အပြောဆိုအဲ့ဒါလေးက တဖက်သားကိုဆွဲဆောင်နေတဲ့နေရာမှာပေါ့နော်ဟုတ်ကဲ့အဲအော်ဒါဆိုပြောပုံဆိုပုံကအရေးပါတယ်ဆိုတဲ့တဘောကိုညွှန်းတာပေါ့နော်ဟုတ်ပါတယ်နှုတ်ချိုကချိုများတဲ့စကားထိုတာတဲ့စကားရဲ့တန်ဖိုးကိုဖော်ပြတာပဲอืมစိတ်ဝင်စားစရာပဲအေးတကယ်တော့လေအဲ့ဒီထက်နည်းနည်းလေးပိုပြီးတော့ခြေပြက်နေသေးတယ်ခင်ဗျာဟုတ်ကဲ့ဒီ show ဆိုတဲ့စကားလုံးကိုလေတချို့နေရာတွေမှာကျတော့တန်ဖိုးရှိတဲ့လက်ဆောင်ကနာဒါမှမဟုတ်အဖိုးတယ်လက်အရာတစ်ခုဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့လည်းဖွင့်ဆိုကြတယ် ာလက်ဆောင်ဟုတ်ကဲ့ဆိုတော့လေချိုသားတဲ့စကားဆိုတာအင်မတန်မှတန်ဖိုးရှိတဲ့ညာတစ်ခုလူချင်းစရာကောင်းတဲ့ညာတစ်ခု ਨੇ ညီမြတယ်လို့ဆိုတော့တာပါလူမှုဆက်ဆံရေးမှာလေစကားပြောဆိုမှုရဲ့စွမ်းဘကဘလောက်ထိအရေးပါတယ်ဘလောက်ကြီးတယ်ဆိုတာကိုဒါကမိမောင်းထိုးပြနေတာပဲอืมဟုတ်ကဲ့ဒီလိုဆိုရင်လေဒီစကားပုံကိုအများအားဖြင့်ဘယ်လိုအခြေအနေမျိုးတွေမှာပို့ပြီးသုံးပြကြလဲ အကောင်းဘက်ကနေချီးကျူးတဲ့သဘောမျိုးလားတောင်းမို့တခြားအရေးမြတ်အသည့်ပေတွေရောပါတတ်သေးလားအများစုကတော့ကောင်းတဲ့ဘက်မှာသုံးတာများပါတယ်ခင်ဗျာဟုတ်ကဲ့ဥပမာပြောရရင်ဘုံတော့တယောက်ယောက်ကသူ့ရဲ့အမ်ချိုးသွားတဲ့ပျော်ပြောင်းတဲ့စကားပြောဆိုကိုသုံးပြီးတော့အလုတ်ကိစ္စတစ်ခုခုအောင်မြင်သွားတဲ့ဆိုတော့ဆိုပြီးတော့မှတ်ချက်ပေးကြတာမျိုးပေါ့နောက်ပြီးတော့တဏမကြီးကကိစ္စတွေမှာစီပိုင်းဆွေးနွေးတဲ့ပွဲတွေမှာအဲစကားပြောဆိုမှုကြွန့်ကျင်ခြင်းရဲ့အရေးပါပုံကိုပြောချင်တဲ့အခါမျိုးတွေမှာလည်း ပြီးစကားပုံကိုကိုးကားပြီးထုံးကြတာရှိပါတယ်ဟုတ်ကဲ့ဒါပေမဲ့လေတစ်ခါလေမှာတော့ဆိုတော့အရန်ချိုပြာနေရဲ့စကားလုံးတွေရဲ့နောက်ွယ်မှာဟိုမယိုးသားလာတွေလှဲ့စားတာမျိုးတွေရှိနိုင်တယ်ဆိုတော့တတိပေးရဲ့သဘောမျိုးတော့အဲ့လိုမျိုးတည့်ရောက်မှုမရှိနိုင်ဘူးလားရှင့်အေးအဲ့ဒါကတော့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပဲခင်ဗျာဒီစကားဝင်မူရင်းအတိတ်ဘယ်ကတော့ချိုတာချင်းရဲ့တန်ဖိုးပဲအဓိကထားတာပါဒါပေမဲ့လက်တွေ့ဘဝမှာတော့ဘာမှမလဲဟုတ်ကဲ့တခါလေးလေးမှာ အလုံးအကျွံ့ချိုးပြလွန်းတဲ့စကားတွေကဟိုယူတာမှုမရှိဘူးလို့ထင်ရောင်ထင်မှဖြစ်သွားစေနိုင်တယ်မျိုးတော့ရှိတာတော့ဗောလေ။အော်ဆိုလိုတာကစကားပြောဆိုဆက်ဆံတဲ့အခါမှာအเจ้าရမန်းဖို့တင်မဟုတ်ဘဲနဲ့ပြောတဲ့ပုံစံတုံးတဲ့အထုံးလုံးအဲ့ဓာတွေကလည်းအင်မတန်အရေးပါတယ်ဆိုတဲ့သင်ခန်းစာမျိုးကိုပေးနေတာပေါ့နော်။အတီးကြပါပဲခင်ဗျာ။ လူတွေကြားထဲမှာဆက်ဆံရေးတွေအဆင်ပြေဖို့ချောင်းဝယ်စေဖို့အတွက်နောက်ပြီးတော့ကိုဖြစ်ချင်တဲ့ရလကောင်းတွေရဖို့အတွက်ပိုချိုးတာတဲ့ယဉ်ကျေးတဲ့နားထောင်လို့ကောင်းတဲ့စကလုံးတွေကဘလောက်အထိအစွမ်းထက်တယ်လဲဆိုတာကိုဒီစကားပေါ်ကထင်ထင်ရှားရှားပြနေတာပါဒါကမြမယဉ်ကျေးမှုမှာလူမှုဆက်ဆံရေးကိုဘလော့တီအလဲထားတယ်လဲဆိုတာကိုလည်းပြနေတဲ့တက်တဲ့တခုလို့ပြောလို့ရပါပဲခင်ဗျာဟုတ်ကဲ့ဒီနေ့တို့လေနှုတ်ချိုရှိုးတပါးစကားပုံရဲ့အဓိပ္ပာယ်ဘလို့သုံးလဲ နောက်ခံသဘောတရားတွေအစုံပေါ်တော့ဆွေးနွေးခဲ့ကြတာတတော်လေးအမြင်တွေပိုကြေလွားစေပါတယ်ရုပ်ရှင်နဲ့စကားပုံလေးတစ်ခုကနေပြီးတော့လူမှုဆက်ဆံရေးတို့ဘာသာစကားရဲ့အစွမ်းပကားတို့အကြောင်းအများကြီးတိခွင်ရလိုက်တယ်မှန်ပါတယ်ခင်ဗျစကားပုံတွေဆိုတာကရှေးလူကြီးတွေရဲ့အတွေ့အကြုံတွေအသိပညာတွေရဲ့အနှစ်ချုပ်ကြီးပဲဆိုလို့လေဟုတ်ကဲ့ဒီနှုတ်ချိုရှုတပါးကလည်းပြောဆိုဆက်ဆံရေးမှာချိုးတာမှုရဲ့တန်ဖိုးသူရဲ့ဩဇာလွမ်းမိုးနိုင်စွာဘလောက်ရှိတယ်ဆိုတာကို တကယ်ထိထိမိမိဖော်ပြထားတာပါဟုတ်ပါတယ်အဲ့တော့လေအဆုံးသက်အနေနဲ့ပေါ့နော်ဆက်ပြီးတော့တွေးစရာလေးတခုထားခဲ့ခြင်းပါလေကိုတိုင်ရောနေ့စဉ်ပြောဆိုဆက်ဆံနေတဲ့ဇာတ်ကားတွေထဲမှာဒီနုချိုချင်းရဲ့အစွမ်းကိုဘလောက်တိတတိခါပြီးတော့အသုံးချဖြစ်နေလဲပေါ့ကိုယ့်ရဲ့စကလုံးတွေက တခြားသူတွေအပေါ်မှာဘလို့တက်ရောက်မှုတွေရှိနေနိုင်မလဲဆိုတာကိုအဲပြန်ပြီးတော့စဉ်းစားကြည့်ဖို့အချက်လေးတခုဖြစ်စေနိုင်မယ်လို့မျှော်လင့်ပါတယ်